အမေရိကန်သမ္မတဟောင်းဂျိုးဘိုင်တန်ဟာပြင်းထန်ဆီးကျိတ်ကင်ဆာရောဂါခံစားနေရကြောင်းရှာဖွေတွေ့ရှိခဲ့ပြီးဒီကင်ဆာဟာအရိုးတွေထဲပြန့်နှံ့လျက်ရှိတယ်လို့မေ၁၈ရက်မှာသူ့ရဲ့ရုံးကထုတ်ပြန်ခဲ့ပြီးကုသမှုခံယူမဲ့နိလန့်တွေကိုလေ့လာဆန်းစစ်နေရလို့ဆိုပါရယ်အသက်၈၂နှစ်အရွယ်ဂျိုးဘိုင်တန်ဟာဆီးကျိတ်ကင်ဆာဖြစ်ပွားနေတာကိုမေလ၁၆ရက်ကတွေ့ရှိခဲ့ပါရယ်ဂျိုးဘိုင်တန်ရဲ့သားဖြစ်သူဘိုးဘိုင်တန်ဟာ၂၀၁၅ခုနှစ်မှာကင်ဆာနဲ့ကွယ်လွန်ခဲ့ပါရယ် ဒီမိုကရက်တဦးဖြစ်တဲ့ဂျိုးဘိုင်ဒန်ဟာစီးနဲ့ဆိုင်နဲ့ယောဂလက္ခဏာတွေကြုံတွေ့ခဲ့ရပြီးစီးကျိတ်အဖို့ရုပ်ကိုတွေ့ရှိခဲ့ပြီးတဲ့နောက်စီးကျိတ်ကင်ဆာဖြစ်ပွားနေတာကိုသိရှိရကြောင်းဘိုင်ဒန်ရဲ့ယုံကထုတ်ပြန်ခဲ့ပါတယ်။ဒီယောဂဟာပုံမပြင်းထန်တဲ့ကင်ဆာယောဂဖြစ်ပါတယ်။ဟော်မုန်းအာရုံခံမှုရှိတဲ့ယောဂဖြစ်တာကြောင့်ထိထိရောက်ရောက်ကုသဖို့လိုအပ်နေပါတယ်။တမရာကြီးနဲ့သူ့မိသားစုကတော့တမရာကြီးရဲ့တမားတော်ရင်းနဲ့အတူကုသမဲ့နိလန့်တွေကိုဆန်းစစ်နေပါတယ်လို့ထုတ်ပြန်ကြမှာဆက်လက်ဖော်ပြထားပါတယ်။ ဘိုင်ဒန်ရဲ့တိမတ်မှုစွမ်းရည်ကိုဝေဖန်လျက်ရှိတဲ့နိုင်ငံရေးပြိုင်ဘက်အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကကြားရတဲ့သတင်းကြောင့်ဝန်နေမိကြောင်းဆိုရှယ်မီဒီယာမှာဖော်ပြခဲ့ပါတယ်။ကျွန်တော်တို့ကဂျေးလ်အတွက်အနှွေးထွေးဆုံးနဲ့အကောင်းဆုံးဆန္ဒတွေကို ပို့ပေးလိုက်ပါတယ်။ဂျိုးမြန်မြန်ပြန်ကောင်းလာစေဖို့နဲ့အအောင်မြင်မြင်ပြန်ကောင်းလာစေဖို့ကျွန်တော်တို့ဆုတောင်းပေးပါတယ်လို့ထရမ့်ကသူ့ရဲ့ဆိုရှယ်မီဒီယာဖြစ်တဲ့ True Social မှာဖော်ပြခဲ့ပြီးဘိုင်ဒန်ရဲ့ဇနီးဂျေးလ်ဘိုင်ဒန်ကိုရည်ညွှန်းခဲ့ပါတယ်။ ဂျိုးကဖိုက်တာတူပါလို့ဘိုင်ဒန်လက်ထက်မှာဒုသမ္မတအဖြစ်ထမ်းဆောင်ခဲ့တဲ့ကမ်မလာဟဲရစ်ကအိတ်မှာပို့စတင်ခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်ကကျင်းပခဲ့တဲ့သမ္မတရွေးကောက်ပွဲကနေဂျိုးဘိုင်ဒန်ရုတ်တရက်နှုတ်ထွက်သွားခဲ့ပြီးတဲ့နောက်ကမ်မလာဟဲရစ်ကထရန့်ကိုရင်ဆိုင်ခဲ့ပါတယ်။သူကဒီစင်ခုံမှုကိုသူ့ဘဝ သူ့ခေါင်းဆောင်မှုကိုပြဋ္ဌာန်းပေးခဲ့တဲ့တူညီတဲ့အင်အားတူညီတဲ့ဆွဲတူညီတဲ့အကောင်းမြင်စိတ်တွေနဲ့ရင်ဆိုင်မယ်ဆိုတာကျွန်မသိပါဗျ။အပြေးဝပြန်ကောင်းမှုနဲ့မြင်မြန်ဆန်ဆန်ပြန်ကောင်းမှုကျွန်မတို့မျှော်လင့်ပါတယ်လို့ကမလာဟဲရစ်ကဆက်လက်ဖော်ပြခဲ့ပါဗျ။စီးတိတ်ကင်ဆာဟာအမျိုးသားတွေမှာအတွေ့ရအများဆုံးသောကင်ဆာရောဂါတစ်မျိုးဖြစ်ပြီးအမေရိကန်ပြည်ထောင်စုမှာအမျိုးသားရှင်ဦးမှတဦးဟာ၎င်းတို့ဘဝသက်တမ်းတစ်လျှောက်စီးတိတ်ကင်ဆာဖြစ်ပွားတယ်လို့အမေရိကန်ကင်ဆာအသင်းကထုတ်ပြန်ထားပါဗျ။